မန္တလေးတိုင်းဒေသကြီးအတွင်းရှောက်ဖွေကယ်ဆယ်ရေးအဖွဲ့တွေကမလ31ရက်ည7:45မိနစ်အထိ403ကိုအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့ပြီးတေဆုံးသူ159ရဲ့ရုံလောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။မန္တလေးတိုင်းဒေသကြီးအတွင်းငလင်းလှုပ်ခတ်မှုကြောင့် အဆောက်အဦးထိခိုက်ပျက်စီးမှုတွေမှာ မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေတရုတ်နိုင်ငံကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရုရှားနိုင်ငံကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အိန္ဒိယနိုင်ငံကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ခဲ့ရာမလ30ရက်မှာအမျိုးသမီး9ဦးကိုအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့ပြီး တေဆုံးသူအမျိုးသား16ဦးနဲ့မြို့သမီး17ဦးစုစုပေါင်း28ဦးရဲ့ရုပ်လောင်းတွေကိုထုတ်ယူနိုင်ခဲ့ကြောင်းထုတ်ပြန်မှုအရသိရပါဗျ။ဒါကြောင့်ငလင်လုံခတ်မှုစတင်ဖြစ်ပွားချိန်ကနေယခုအချိန်ထိမန္တလေးတိုင်းဒေသကြီးအတွင်းစုစုပေါင်းလူဦးရေ403ကိုအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့ပြီးတေဆုံးသူ259ဦးရဲ့ရုပ်လောင်းတွေကိုထုတ်ယူနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါဗျ။